Hello အားလုံးပဲမင်္ဂလာပါဘူဝမချင်းကနေကြိုဆိုပါတယ်ဆိုတော့ Manchester City ကအိမ်ဝင်းမှာ Liverpool ကို3ဂိုးဂိုးမရှိဆိုတော့ရလနဲ့ကျွန်တော်တို့ဒါအနိုင်ယူပြပြီးတော့အဆင့်နှစ်ကိုပြန်ပြီးတော့ကျွန်တော်တို့ဒါရောက်လာခဲ့ပြီ Liverpool ရဲ့ဘက်ကတော့အဆင့်၈ထိကျသွားပြီးတော့ Manchester United ရဲ့အောက်မှာကိုကျွန်တော်ရောက်နေရပြီဆိုတော့ Liverpool ကတော့ကတ်ဆိုင်နေတယ်လို့ကျွန်တော်ပြောရမယ်နော် Liverpool ကဒီယာဒီမှာ ဒီယာတီတို့ရဲ့ပြင်ဆင်တဲ့အနေနဲ့ဘီလီယံဝက်နဲ့ချီတဲ့ငွေတွေကိုတုံးထားပေမဲ့လေလို့ဘာမှန်အစင်မပြေတော့ပဲနဲ့အရာအားလုံးကလုံတိုင်းခံသည်မြနော်လုံတိုင်းလုံမြလုံသည်မြတိုင်းခံနေရတဲ့အခြေအနေကိုကျွန်တော်ရောက်နေတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြအောင်ပါအားလုံးပဲမင်္ဂလာပါလီဗာပူးကကျွန်တော်ဒီအဝေးကွင်းကိုလာကစားတဲ့ဒီပွဲမှာဘယ်လိုပြောမလဲဘာဘာမှန်ကူမလုံနိုင်တာမလုံနိုင်တာဆိုတော့ဟိုဒီပွဲတပွဲလုံးမှာဂိုးပေါက်တဲ့တာတကြိမ်ပဲရှိခဲ့သည့်တိုင်အောင်ကိုပဲတော်တော်လေးကိုကျွန်တော်စိတ်ပြည့်စရာကောင်းခဲ့တယ်ဗောနော် ဆိုတော့ okay ကျွန်တော်အင်ရှင်အင်ရှင်နဲ့ပတ်သက်လို့ကျွန်တော်စပြောဆိုတော့ကျွန်တော်အင်ရှင်နဲ့ပတ်သက်လို့ကျွန်တော်စပြော CD တွက်ကတော့ကျွန်တော်တို့ပြောသလိုပဲယာစီစပါနော်ဝူဘာဟန်တန်ကိုသူတို့နိုင်တယ်အဲ့ဒီနောက်ပိုင်းမှာ Manchester City ကတော်တော်တိုင်ပတ်သွားတာတိုင်ပတ်သွားရင်လည်းဘာမှန်ကိုအထိုင်မကျတဲ့ပုံစံမျိုးတွေဖြစ်ဖြစ်တော့ကျွန်တော်တို့ကရက်လက်တီကမကောင်းအဲ့လိုမျိုးတွေဖြစ်နေရင်လည်းဟိုလေးပွဲမြောက်တော့အပြီးမှာလည်း Manchester City ကဟိုဘယ်လိုပြန်ပြီးတော့သူတို့ကောင်းလာပြီပေါ့နော် ဟို balance တွေပြင်ညီလာပြီးအသင်းလိုက်ကအချင်းကြီးကောင်းလာပြီးကွင်းလေပြဿနာတွေကိုသူဖြေရှင်းနိုင်ပြီးသူတပင် counter attack တွေခဏတိုင်းခံနေရတဲ့ defense ပြဿနာကိုသူဖြေရှင်းနိုင်လာပြီး champions league တွေနိုင်ပွဲရလာပြီး premier league တွေနိုင်ပွဲရလာပြီးဒါမျိုးတွေနဲ့ consistent ဖြစ်တဲ့ performance ကိုပြရင်းနဲ့ဒီပွဲဒီချိန်ကြီးကျွန်တော်ရောက်လာတာဆိုတော့ဒီပွဲမှာ CD ရဲ့ကျွန်တော်ကွင်းလေကဒါအဓိကကြခဲ့တယ်လို့ကျွန်တော်ပြောရမယ်။ဘာကြောင့်လဲဆိုတော့ liverpool team ရဲ့ဘောနော်ကျွန်တော်တို့က alistair ryan grevenberg ပြီးရင်ကျွန်တော်အနေနဲ့ ဒီဘယ်လိုပြောမလဲဆိုဘိုတိုင်တို့ကွင်းလေကိုပေါ့နော်မန်ချက်စတာစီးတီးရဲ့ကစားမားတွေမန်ချက်စတာစီးတီးကွင်းလေကအကောင်းကောင်းကျွန်တော်အနေနဲ့တားစီးအောင်လုပ်နိုင်ခဲ့တာဒုတိယပိုင်းဘာနာလိုဆေးပါရိုင်ယန်ချက်ကီဖိုဒန်နီကိုကွန်ဆာလက်စ်ပေါ့နော်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်သားဆာဗီညိုဝင်လာတယ်နဲ့ဆာဗီညိုပေါ့ဒီကစားမားတွေကပူပြီးတော့ကွင်းလေပိုင်းရပေါ့နော်အများကြီးပူကောင်းအောင်လုပ်နိုင်ခဲ့တယ် ော်လုံနိုင်ခဲ့တဲ့အခါကျတော့လီဗာပူးသင်းရဲ့အကွင့်လေကဘာမှမလုံနိုင်ဘူးလီဗာပူးသင်းအနေနဲ့သူတို့ခြေထဲမှာဘောလုံးရပြီဆိုတာနဲ့ရှေ့ကိုဘောလုံးရောက်အောင်မပွန့်နိုင်ဘူးဒါကလည်းပဲမန်ချက်စတာစီးတီးရဲ့အကွင့်လေကအသာစီးယူထားမှုကြောင့်လည်းကျွန်တော်ပါတယ်ဒီနေရာမှာအသာစီးလို့ကျွန်တော်ပြောရင်ပေါ့နော်အသာစီးလို့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကိုခြေထဲကိုဘောလုံးရှိတဲ့အချိန်နဲ့အသာစီးရတာမဟုတ်ဘဲနဲ့သူတို့ခြေထဲမှာ CD ကဘောလုံးမရှိဘူးဆိုရင်တော့မှ out of position မှာ CD ရဲ့ဘက်ကဘာမှသူတို့ကိုမလုံနိုင်အောင်လို့ကောင်းကောင်းတားနိုင်ခဲ့တဲ့အချိန်မျိုးတွေကျွန်တော်ရှိရပြီ။ ကျွန်တော်မလေပါဦးသိန်းနေနေပေါ့နော်ဘာမှပေါ်လုံးကိုရှစ်တူးလို့မရအောင်သူတို့ကွင်းလေစင်ထရယ်ဇုန်ဒီမှာလုံးဝကျွန်တော်တို့နေပိတ်ရတယ်အစွန်ဒီကနေပြီးတော့လဲ Florian VS ကိုတိုင်းကလည်းအစွန်ကစားမှစစ်စစ်မဟုတ်တယ်လို့ Muhammad Salah ကလည်းဒီယာဒီမှာခြေသွင်းကြနေတယ်ဒါအပြင် fullback ကစားမှနှစ်ယောက်နဲ့သူတို့အနေနဲ့ပေါ့နော်ရှင်ထည့်ရင်တောင်မှဟိုလေပါဦးသိန်းရဲ့ကစားမနှစ်ယောက်ကထက်နေတာကလွှဲရင်ဘာမှပလန်မရှိတဲ့အခြေအနေမျိုးမှာဘယ်နေရာကမှနေရာလွတ်တွေဖန်တီးလို့မရတယ်လို့ကျွန်တော်ဖြစ်နေတာအဲ့တော့ Manchester City က လုံတိုင်းကျွန်တော်အနေနဲ့ပေါ့နော်ဖြစ်ခဲ့တယ်ပြောရမှာပေါ့ဗျာဟာလန်ကလည်းပဲဆော်တော်စီတီကျေဆိုလို့ကျွန်တော်ပင်နေဒီရတယ်အဲ့ဒီပင်နေဒီရတဲ့အလုံးကိုကျွန်တော်ဒါမသွင်းနိုင်ခဲ့ဘူးပေါ့နော်မသွင်းနိုင်ခဲ့ဘူးဒါပေမဲ့လည်းဟာလန်က29မိနစ်မှာနူနူဗာလဲမက်ဒီစ်နူနက်စ်ရဲ့ဖြစ်တင်ပေါ်ကနေတစင်ကျွန်တော်ဒါဂိုးသွင်းသွားတယ်မမဒက်ရှ်ဘလီရက်ကြည့်နေရတယ်ဗောနော်အဲပြီးလို့ရှိရင်နီကိုကွန်ဆာလက်စ်ကကန်လိုက်တဲ့ area box ထိပ်ကနေကန်လိုက်တဲ့လုံကိုဘာဂျေဗန်တိုက်ရဲ့6နဲ့ထိပြီးတော့ deflect ဖြစ်သွားရင်လည်း ကူးသွားပြန်သေးတယ်အဲကျွန်တော်တို့ဂျယ်ရမီဒူကူကလည်းလုံးဝ individually brilliant performance ပြပြီးတော့63မိနစ်မှာပေါ့နော် City တွေကကူးသွင်းသွားတယ်ဒီပွဲရဲ့အကောင်ဆုံးကစားသမားလို့ကျွန်တော်ပြောရမယ် Manchester City ရဲ့ဘက်ကတပွဲလုံးအနေထားနဲ့ကျွန်တော်ကြည့်ရင်ပေါ့နော်ဒူကူဟာစောစော City လူစားလဲခံရတာနော်ဒါတော့မှကျွန်တော်ဆိုတော့တော်တော်လေးကိုကောင်းတာဒါကြောင့် City ဘက်ကခံစစ်ပိုင်းရလဲပို့ပြီးတော့ကျွန်တော်ကောင်းတယ်ကွင်းလေကလည်းပို့ပြီးတော့ကောင်းတယ်တိုက်စစ်ကလည်းဒူကူရဲ့2အယုံအားတွေကိုကျွန်တော်အနေနဲ့အတုံးချရင်းနဲ့ အဓိကထိုးနှက်သွားတာလေပါဦးတင်ကလှုပ်တဲ့မြခံခဲ့ရတာပဲအထူးသဖြင့်ဒီ corner predatory ဆိုလို့ရှိရင်ဒီကစားမလေးကကောင်းနေဗျအရင်ကတည်းကကျွန်တော်တို့ပြီးခဲ့တဲ့ Champions League မှာလည်းဘီနီတို့ဘာလို့ကိုတည်တည်ချာချာထိမ့်ပြသွားတာအတိုင်းမဲ့ဒူဂူတော့သူဘယ်လို့မှမထိနိုင်ဘူးအထူးသဖြင့်ပေါ့နော်ဒူဂူကိုယ်တိုင်ကတိုက်စစ်ဆင်တဲ့အခါပြိုင်ဘက်ရဲ့ခံစစ်ကစားမကို attack လုပ်တဲ့အခါမှာ space အကျယ်ကြီးမရှိရင်တောင်မှသူ့ရဲ့ဘယ်လိုပြောမလဲ explosive ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ယုံထွက်တဲ့အနေထားကဘလူးမန်ကိုသူတားလို့မရအောင်ဒါအပြင်ဒီကစားမက စရန်ပိုင်းရလဲပေါ့နော်ကျွန်တော်တော်တော်ကောင်းနေတယ်မှာပါထားပါတော့ဒီစပါကဒီကူဒုစတူပါလို့လို့မျိုးပေါ့ဗျာသိတယ်မလားခနာကိုတွေအရင်မကြည့်ဘူးဆိုပေမဲ့သူတို့နည်းနည်းကြန့်ကြန့်ခိုင်းနေတယ်မှာပါတယ်ပေါ့နော်နည်းစရန်ပိုင်းအရင်ကောင်းနေတယ်မှာပါတယ်ပြီးသူကမြန်လဲမြန်တယ်အိတ်ပလုစလေဖြစ်တယ်ဆိုတဲ့အခါကျတော့တော်တော်ကြီးကိုအချင်းကြီးကောင်းသွားတာအဲ့ဒါမျိုးနဲ့တင်သူပြိုင်ဘက်တွေကိုဒုက္ခပေးတာပဲ ဆိုတော့အဲ့လိုနေရာကနေဒီစင်ဂိုးတွေရတယ်ဖန်တီးမှုတွေရတယ်ပင်နေဒီတွေသူလုတ်ပြနိုင်နေပေါ့နော်ဒီဘွဲမှာတော်တော်ကောင်းခဲ့တာပါဒူကူကတော့ဟာလန်ကလည်းပဲပင်နေဒီလွဲပြီးမဲ့လေလို့ကျွန်တော်ပရီးမီးယားလေးရဲ့ဒါအကောင်းဆုံးတိုက်စစ်မှုဖြစ်နေပေါ့နော်ဟာလန်ဖြစ်နေစေပဲချာကီကတော့တာမန်ထက်မပူခဲ့ဘူးပေါ့နော်ကွင်းလေကတော်တော်လေးကောင်းတာဒီဘွဲမှာမန်ချက်စတာစီးတီးကကွင်းလေမှာတယောက်ချင်းပါညာမဟုတ်ဖိနေပေါ့နော်အကုန်လုံးကကျွန်တော်ကောင်းခဲ့တာဗျာနောက်တန်းကလည်းကျွန်တော်ပြောစရာတွေပါကျွန်တော်မရှိခဲ့ဘူးဗောနော်ဆိုတော့မန်ချက်စတာစီးတီးအနေနဲ့ ဟိုတော်တော်လေးအဆင်ပြေခဲ့တယ်ဒီပွဲကသူတို့ရဲ့အကောင်းဆုံး performance ကိုပြနိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဂွာဒီယိုလာရဲ့ပွဲတထောင်မြေเนาะပွဲတထောင်ပြေဂိုင်တွေခွင့်ရတဲ့နီးပြဖြစ်ပွဲပါ16ကြိမ်ဒီကိုပေါက်ကန်တူမှုရှိခဲ့ပြီးတော့6ကြိမ်ကိုပေါက်တရင်3ဂိုးရတယ်ကလင်းရှိလေရတယ်ဆိုတာမျိုးကတော်တော်ကောင်းကလေး performance တို့ Manchester City ဘက်ကနေကျွန်တော်ပြောရမယ်ဆိုတော့ဒီပွဲအနိုင်ရလိုက်တဲ့အတွက် Arsenal ကလည်းနှစ်မဲ့ယော့ခဲ့တဲ့အတွက် Manchester City က Arsenal ကိုပြန်ပြီးတော့ PR ပေးလာဖို့နှိစက်လာပါပြီ 26ပွဲမှာ sorry sorry ပါလေ26ပွဲမှာ26မှတ်ရထားတဲ့အာဆင်နယ်ကို22မှတ် Manchester City ကရထားတဲ့လိမှတ်အကွာနဲ့ဖိအားလိုက်ပေးနေပြီပေါ့နော် City ကတိုက်စစ်မှာ23ဂိုးကြီးရထားတယ်ဒီဟာဒီ Premier League ရဲ့အတွင်းကိုအများဆုံးခံစစ်ပါဒါအပြင်ကျွန်တော်တို့ဒါ၈ခုပဲပြန်ပြီးထားရသေးတယ်ဆိုတော့ Manchester City ရဲ့အကောင်ဆုံးပုံစံတွေကိုကျွန်တော်မြင်ရမယ်ပေါ့နော်ဒီနေရာမှာ Liverpool နဲ့ပတ်သက်လို့ရှိရင်ပထမဆုံးပြောချင်တာက Van Dijk ရဲ့ဂိုးမပေးတာကတော့တော်တော်ကိုပြောစရာဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ် ဒါပြင်ဗန်ဒိုက်ရဲ့ကူဗန်ဒိုက်ရဲ့ကူမှာကျွန်တော်တို့အခြေခံပြောရရင်ဗန်ဒိုက်ကူကိုမပေးဘူးဆိုတာကဗျာဒိုင်လူကြီးတွေရဲ့ဘက်ကလူကျွန်အနေထားရှိနေတဲ့ကစားသမားကဘောလုံးလမ်းကြောင်းကိုပေါ့နော်ကျွန်တော်အနှောက်ရှက်လုပ်တယ်လားဒီနေရာမှာဘောလုံးလမ်းကြောင်းကိုအနှောက်ရှက်လုပ်တဲ့အရာတွေမဟုတ်ဘူးပေါ့နော်ဟိုဂိုးသမားပေါ့ပြိုင်ဘက်ဂိုးသမားရဲ့ vision ကိုကွဲတယ်လို့ဖြစ်နေသလားပေါ့ဂိုးသမားရဲ့မြင်ကွင်းကိုကွဲတယ်လို့ဖြစ်နေသလားပေါ့နော်ဒါတွေကိုကြည့်ပြီးတော့သူတို့ကပေါ့နော်ပယ်တယ်ဒါမှမဟုတ်ဂိုးပေးတယ်ဆိုတာမျိုးဆုံးဖြတ်တာဒီနေရာမှာဂိုးသမား ရဲ့မြင်ကွင်းကိုကွယ်နေခဲ့တယ်ဆိုပြီးတော့ဒိုင်လူကြီးကပေါ့နော်မပြီးဟိုပါလေဂိုးမပြီးခဲ့ဘူးတကယ်တမ်းတော့ပြဒီဂိုးကဂိုးမပြီးခဲ့ဘူးဆိုတော့တော်တော်စိတ်စိတ်ပြက်စရာကောင်းနေတယ်မှာပါလေလို့ပြောရမှာလားဒိုင်လူကြီးဘက်ကကြည့်ရင်မလို့လဲဆိုတော့တကယ်တမ်းကဒါကြီးကဂိုးပြီးဂိုးမပြီးသင့်တယ်ဆိုတော့လည်းဂိုးပြီးသင့်တဲ့အနေထားဘက်မှာ80ရာခိုင်နှုန်းတော့ဒီကျွန်တော်ရှိနေတယ်ပြောရလို့ချင်းပြီးသင့်တဲ့ဂိုးကိုမပြီးခဲ့တာပေါ့နော်မပြီးခဲ့တာဘာလို့လဲဆိုတော့ဘန်တိုင်းရဲ့ကောင်းတိုက်တဲ့အလုံးမှာအဲ့ဒီအလုံးကိုမာမာဒက်ရှ်ဘီလီ sorry ဗါလေဒွန်နရူးမမီဒီယာအကြောင်းကိုမရှိဘူးမီဒီယာအကြောင်းမရှိတဲ့ပြင် vision ကိုလည်းဂိုးသမားရဲ့ vision ကိုကွယ်မလို့ပြလူကျွန်နေတဲ့ robertson ရဲ့အနေထားကိုဘောလုံးလမ်းကြောင်းကလာတယ်။ဒါပေမဲ့လည်းလို့ပေါ့နော်ဂိုးသမားရဲ့ vision ကိုလုံးဝကွယ်မနေဘူး။ဂိုးသကစားမားကလည်းအဲ့လိုအခြေအနေမျိုးမှာဒါလူကျွန်မဟုတ်တော့ဘူး။အဲ့တော့အဲ့ဒီဆုံးဖြတ်ချက်ကတော်တော်ကိုလူပြောမယ်လိုအပ်ချက်တော်တော်ကြီးခဲ့တယ်လို့ဘယ်လိုဆုံးဖြတ်ချက်မှားခဲ့တယ်လို့ပဲကျွန်တော်ထင်တယ်။အဲ့ဒီဆုံးဖြတ်ချက်ကတော့ကိုမှားခဲ့ပါတယ်။ဒါကြောင့်လေပါဦးတွတ်တော့အဲ့ဒီကူကနစ်နာခဲ့ရတယ်။အဲ့ဒီကူမြန်ရခဲ့မယ်ဆိုလို့ရှိရင်ပွဲရဲ့အချိန်ကြီးကအပြောင်းလဲဖြစ်သွားနိုင်တယ်။ သိတယ်မလားဒါမျိုးလည်းအခုကအပြောင်းလဲမဖြစ်တော့ဘူးဒါတော်တော်လေးတိုင်ပတ်တယ်ဗောနော်အဲကြောင့်အဲ့ဒီကိုမရခဲ့တာကတော့လေပါဦးသိန်းတော်တော်လေးညစ်နာခဲ့ရတယ်ဒါပေမဲ့လို့ပြောရရင်လေပါဦးသိန်းကဗျာဒီယာဒီမှာစုတ်တဲ့ပွဲတွေကများနေတယ်နော်မန်ဟိုဗါလဲရီယယ်မက်ထရစ်နဲ့ပွဲကောင်းခဲ့တာတောင်မှဗောနော်အခုဒီပွဲပဲရောက်သွားမှမသိဘူးကျွန်တော်ပြောတာမန်ချက်စတာစီးတီးဘက်ကိုကွင်းလယ်ကနေပြီးတော့သူတို့ဘလူးမန်ကိုထိုးဖောက်လို့မရတာကွင်းလယ်ကနေဖောက်လို့မရဘူးတောင်မန်ဒီကနေလည်းကျွန်တော်ဖောက်လို့မရဘူး နော် Florian VS ကလည်းတောင်ပန်ကိုထွက်ကစားတယ်ဒီပွဲမှာဘလို့မှအဆင်မပြေဘူးသူစီကနေပြီးတော့ performance မှန်ကျွန်တော်မတွေ့ရဘူး Shugo Akidiki ဆိုပိုးဆိုးမင်းကလည်းဟိုဘလို့ Tight Six ဒီဘောလုံးမှမရောက်တာပြီးတော့ကွင်းလေကဘောလုံးမရောက်ဘူးတောင်ပန်ကနေလည်းဘောလုံးမထွက်ဘူးဆိုတော့ Tight Six move ပြကစားရတဲ့ကစားမှာကမင်း Akidiki မကလို့မင်း R9 ဖြစ်နေနေဘယ်လိုလုပ်ပြီးတော့ကောင်းအောင်လုပ်ပြနိုင်မလဲဘာကြောင့်လဲဆိုတော့ဒီကစားမစီမှာဘောလုံးမရောက်တာဗျာဒီလားဒါတော့မှ AKDG ကအစွန်ကိုထွက်ပြီးတော့ကစားလိုက်တဲ့တချို့အခန်းကဏ္ဍတွေရှိသေးတယ်အဲ့လောက်ပဲဘောလုံးဖြစ်ချက်နည်းနည်းပါးပါးရှိတာဘာမှမရဘူး ီးလားဘာမှန်ကိုကျွန်တော်မရတာအဲ့တော့ဟို AGT ကလည်းတော်တော်စုတ်တယ်ဘာမှလည်းမလုံနိုင်ဘူး Florian VS လည်းတာမန်ထက်မပူဘူးဟာဆာလာဆာလာဆိုလို့ရှိရင်ပူတော်ဆိုးသေးတယ်ဆာလာဆိုလို့ရှိရင်သူများနဲ့ရှင်မယ်ဆိုလို့ရှိရင်ဘောနော်သူကပူပြီးတော့ဘောလုံးနေရတယ်ဗျသူစီကိုဥတည်ကစားရမျိုးကျွန်တော်ရှိတယ်သူကိုယ်တိုင်လည်းပဲကျွန်တော်အနေနဲ့ဒီဂိုးသမားနဲ့တယောက်ချင်းတွေ့တဲ့အလုံးနေကျွန်တော်ရှိတယ်နော်အဲ့တော့ကိုကျွန်တော်တို့ဒီဒီဝါဖြုတ်လောက်တာလူဘေးကနေကက်ထွက်သွားတယ်သိလားဘေးကနေကက်ထွက်သွားတယ်ဘလို့မှန်ကိုသူအဆင်မပြေဘူးဆိုတော့ဆာလာနီနဲ့ဒီယာဒီမှာတော်တော်ကိုသူတိုင်ပက်နေပြီဗောနော်ဆိုတော့ အက်စတူမီလာနဲ့ရခဲ့တဲ့ဂိုးတော်မှာဗျာဂိုးသမားအမှားနဲ့မို့လို့သူကလုံးဝဂိုးသမားမရှိတဲ့ဂိုးကိုတွင်းရတယ်လို့ဖြစ်နေတဲ့ဂိုးရသွားတာဆိုတော့လေပါဦးကတော်တိုင်ပြတ်ပါတယ်နောက်တစ်ခုကလေပါဦးတင်းရဲ့ဒီယာဒီခန်စစ်ကတော်တော်ကိုစူးစူးဝါးဝါပဲเนาะဘီလီယံဝက်ထိကျွန်တော်တို့နေငွေသုံးထားတယ်ဗျာဒီလားခန်စစ်အားမဖြစ်ဘူးအခုဆိုလို့ရှိရင်လေပါဦးတင်းနေနဲ့၁၁ပွဲကန်ထားတယ်ခန်စစ်က၁၈ဂိုးပီးထားတယ်ခန်စစ်က၁၈ဂိုးပီးထားရတယ်ဒါတော်တော်ဆိုးတဲ့ခန်စစ်တို့ကျွန်တော်ပြောလို့ရတယ်ဒီနေရာမှာဘန်တိုက်အပြစ်လားဘာသူအပြစ်လားဆိုတော့လေ ဟုတ်မနေဘူးเนาะအသင်းလိုက်ကိုကခန်စစ်ပြီးမှာကတော်တိုင်ပတ်နေတာเนาะအတူဝယ်ထားတဲ့ Robertson အတူဝယ်ထားတဲ့ Gagas က Robertson ထက်ပိုပြီးတော့မကောင်းเนาะ frame bound ကနာ frame bound ကစားနိုင်တော့လေညာချမ်းကကျတော့နေတယ်ကောင်းအောင်သူကမကစားနိုင်ခန်စစ်ပိုင်းမှာ corner brady ကကောင်းပြီမြေဒီနေ့ပွဲမှာဒူဂူကိုလုံးဝမထိန်းနိုင်အကြီးတဲ့ corner တရတလွဲတွေကလှုပ်ရောင်းမှုကျူးပန်းတာနဲ့တိတယ်မလားဘန်တိုက်လောက်ပဲအဆင်ပြေတယ်လို့ဖြစ်တာဗျာကျန်တဲ့ကစားမတွေကဘလို့မှအဆင်မပြေဘူးဘူးသမားကလည်းတာမန်ထက်မပူဘူးဒါမှမဟုတ်သူ penalty တလုံးကာကွယ်သွားလို့ ဆိုတော့ပြောရရင်လေဘာဦးသိန်းဘက်မှာကတော်တော်ကိုတိုင်ပတ်ပါတယ်ဆိုတော့ခန်စစ်ကတော်တော်ကိုဆုတ်ဆုတ်ပြက်ပြက်အနေထားကြီးကိုကျွန်တော်ဘယ်နော်မြင်နေရတယ်လေဘာဦးသိန်းတော်တော်ရှေ့ပွဲနှစ်ပွဲသူတို့ဒါပြန်ပြီးတော့နိုင်ထားတာနော်အက်စတိုမီလာကိုနိုင်တယ်ရီယယ်မက်ထရစ်ကိုနိုင်တယ်ပြန်ဟုတ်ပြီပေါ့နော်ဒါပေမဲ့လည်းဘာမှမဟုတ်ဘူးရှေ့မှာတခုဆိုလို့ချင်းဇက်တိုက်တွေပါတယ်ကျွန်တော်ရှုံးနေပြီလေဘာဦးကပရီးမီးယားလေးကိုကျွန်တော်ကြည့်ရင်လေဘာဦးကတော်တော်အခြေအနေဆိုးနေပါတယ်ဘာကြောင့်လဲဆိုတော့ပရီးမီးယားလေးနောက်ဆုံး၅ပွဲမှာလေဘာဦးသိန်းကတပွဲပဲနိုင်ပြီးတော့၄ပွဲတိရှုံးနေထားလို့ပဲဒါတော်တော်ကိုစူးစူးဝါးဝါးအခြေအနေမျိုးပါဒါကြောင့်လေဘာဦးသိန်းရဲ့ဘက်ကတော့ တော်တော်ကိုကက်ဆိုင်နေပြီလို့ကျွန်တော်ပြောလို့ရတယ်။နော်ပရီးမီးယားလိနောက်ဆုံး၅ပွဲမှာ၄ပွဲဆက်တိုက်ရှုံးထားတယ်။၄ပွဲထိရှုံးနေထားတယ်။တော်တော်ကြီးကိုစိတ်ပြည့်စရာ performance မျိုးပါ။ကိုအသင်းမှာဘီလီယံဝက်လောက်ချိပြီးတော့တုံးထားတဲ့အခြေအနေမျိုးမှာဆိုရင်ဒီထက်ပိုကောင်းတဲ့ performance တော့မျှော်လင့်ရမှာပဲ။အဲမှာဘာမှကိုမလုပ်နိုင်ခဲ့ဘူး။ဆိုတော့စိတ်ပြည့်စရာနောက်ထပ်ခြိစွန်းတဲ့ performance မျိုးကိုလီဗာပူးအသင်းစီကနေကျွန်တော်တွေ့ရပြန်တယ်။ Manchester City ကတော့3-0နဲ့နိုင်တယ်ဆိုတော့ tight တယ်လို့ကျွန်တော်ပြောရမှာပါဗျာ။ညီကတို့အနေနဲ့ရောဘလူးမင်းညလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။